အားလုံးပဲမင်္ဂလာပါ Token Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခုကြည့်ရမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့တင်မောပင်ကနေပြီးတော့တင်မောပင်ကိုပြည့်စည်တီးအောင်စိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဖြစ်နိုင်မဖြစ်နိုင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင် တွေ့ရတဲ့အတိုင်းပဲတင်မောပင်မှာတင်မောပင်မှာပြဲသီးရည်တီးနေတာပေါ့နော်အခုသူပါဆက်လုံးမလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ကြအောင်အာတင်မောပင်စီမှာတက်နေတဲ့အတက်ကလေးပေါ့နော်အပင်စီကနေဖောက်ပြီးတော့ယူလိုက်တာတွေ့ရပါတယ်ပြီးတော့ရေလောင်းတယ်ရေစေးတက်ဆင်တယ် ပြီးတော့ဒီဖရဲသီးထဲမှာမြုပ်မှာပေါ့နော်ဖရဲသီးကိုဖောက်ဖရဲသီးကိုသူကဖောက်နေတော့ဖရဲသီးကိုဖောက်ပြီးတော့ခုနကဒီလာတဲ့ပင်စီကိုဖောက်ပြီးတော့ယူလာတဲ့ကွင်းပြီးတော့ယူလာတယ်ပေါ့နော်တင်မောအတက်လေးတင်မောပြန်အတက်ကလေးသူကဖရဲသီးလေးမှာအဲသူကသွားတိုက်ဆေးပါသူကဘာလုပ်မလဲသွားတိုက်ဆေးကိုဘာလုပ်ဟမ်အာတော့တိုက်စီကိုသူကတင်မောပင်စီ မှာသူကတုတ်လိုက်တော့တိုက်စီအဲဒါရေးစေးပြီနော်ပြီးတော့သူကရေးစေးတန့်စင်တယ်อืมตาดูปုံးนี้ตะบုံးนั้นมาเนี่ยยีโอแท้ไปแล้วตัวดีคุณน่ะก็ทะเยดีเนี่ย

အကောလုံးလီရောနေရောလုံးလား73ရက်ကြာသောအခါပေါ့နော်သူလီလုံးအောင်အုပ်ထားတာ73ရက်အကြာမှပြီလာပြီးတော့ဒီပုံးကိုဖွင့်ကြည့်ပေါ့နော်အဲဒါဆိုရင်အခုကတင်မောပင်လေးပေါက်လေးလန်းလန်းလေးဖြစ်နေပေါ့နော်ဒီပါဆက်လုံးနှုတ်လိုက်ပေါ့နော်ဒါလေးကိုနှုတ်ပြီးတော့သူအမြင့်ကို ရေးစေးတန်းစင်တာပြေးပါတယ်ကျုပ်ဒီအထိကတော့ဒါဖြစ်နိုင်ပါတယ်တင်မောပင်စီကနေဖောက်ပြီးတော့အတက်ကလေးကိုယူလာပြီးတော့ဒါပြေးဒီနဲ့မှာပဲမြုပ်မြုပ်ရေကြီးမှာပဲမြုပ်မြုပ်ဒါဒီအပင်ဒီလိုအမြင့်ထွက်လာတဲ့အထိကတော့ဒါဖြစ်ကောင်းဖြစ်နိုင်ပါတယ် ကဲဒီဘာဆက်လုပ်မလဲကြည့်အောင်ဒါဆက်တော့ဒီမောပင်အတက်လေတော့ငါပြောသီးပါသူအားဒီထဲမှာမိစာတွေးသေးတယ်နော်မိကြီးကိုသူမြှောက်မယ်ငါပြောသီးရဲ့ဒီထဲလည်းပြီးရင်ဒါတင်မောပင်အောင်ပြီးဒီထဲမှာပြန်ပြီးတော့ချဆိုင်မယ်နော် Oh my god! Wow! ဒါဒီဘိုင်းထီကတော့ဒါဖြစ်နိုင်ပါတယ်နော်မပြောအပြင် site အောက်မှာအသီးနှံချထားတယ်ဆိုတာဒါမျောစာရပါတယ်မျောကြီးချထားပြီးတော့ထည့်တာပြည်စီဒီဖြစ်ဖြစ်ဆိုတာဒါဒီဘိုင်းထီကတော့အမှန်တန်ဖြစ်နိုင်ပါသေးတယ်အော်23ရက်ခကြာတော့အခါတဲ့နော်23ရက်ခကြာတော့အခါတဲ့ဒီမှာဒီတင်မောပြင်ဒီရွယ်ရောက်နေပြီပေါ့နော်23ရက်ဒါကတော့ မဖြစ်နိုင်တော့ဘူးလို့ထင်ပါတယ်နော်ကိုယ်တွေလည်းတင်မောပြင်စိုက်လာတာဒီလို23ရက်အတွင်းဒီလောက်အပင်ကြီးဖြစ်ဖို့မလွယ်ပါဘူးတင်မောပြင်23ရက်အတွင်းတစ်ထွာတစ်မိုက်တောင်မလွယ်ပါဘူးတတောင်ငေါရဖို့တော့မလွယ်ပါဘူးနော်ဒါဒါဆိုရင်ဒီအချိန်လေးတော့တိတ်ပြီးတော့မဖြစ်နိုင်တော့ဘူးလို့ထင်ပါတယ်အဲဒါ23ရက်သားလေးပေါ့နော်အပွင့်အောင်ပွင့်နေ ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေကရောဒီ23ရက်သားတင်မောပင်ဒီထိဖြစ်နိုင်မလားဆိုတာကျွန်တော် comment လေးတွေမှာရေးပြရကြပါအောင်နော်ဟိုးဒေးဒါကတော့ပို့ပြီးတော့မဖြစ်နိုင်တော့ပါဘူးနော်တင်မောပင်ကနေပြီးတော့ ဖရဲသီးတွေတီးနေဆိုတာတော့ပို့ပြီးမဖြစ်နိုင်တော့ပါဘူးဒါလေးဒီပါဆက်လုံးမှကြည့်လိုက်ကြအောင် အီကင်းလေးတွေကြတော့အကင်းလေးတွေအကင်းလေးတွေကြတော့တင်မောသီးတွေဖြစ်ပြီးတော့ကြီးလာတော့ဖရဲသီးတွေအကင်းတွေကတော့အမှန်ကန်နေဖြစ်ပြီးတော့အောက်ကဖရဲသီးတွေကတော့ကတ်ခွာလေးတွေပေါ့နော်ဖရဲသီးတွေကိုအဲ့ဒီမှာတင်မောပြီးမှချိတ်နေလို့ရအောင်ပြင်ဆင်ပြီးတော့တစ်ခုခုနဲ့တင်မောသီးတွေကိုရအောင်ချိတ်ဆွဲထားတာဖြစ်ပါတယ်သူရဲ့အညာတွေတော့မမြင်ရပါဘူး ရဲသီးတွေချိတ်ဆွဲလာတာဖြစ်ပါတယ်။ဒါတင်မောသီးအကင်းလေးတွေကြည့်လိုက်ပါတင်မောသီးအကင်းလေးတွေကတော့အမှန်တမ်းပါ။ဖရဲသီးကတော့ကျဲသီးကတော့အညာမမြင်ရပါဘူး။အဲဖရဲသီးလေးတွေကတော့အဲဖရဲသီးလေးတွေကတော့အမှပင်စီမှာပင်စီမှာအခုလိုကတ်နေအောင်ဟုတ်ချိတ်ထားတာပေါ့နော် အာရဲဒီကိုဖောက်စားပြတော့အာဥမြရဲနေတာပဲနော်ရှယ်ပဲရဲဒီလေးကတော့ဟာဘလို့ခူးလိုက်လဲတော့မသိဘူးပြုတ်ထွက်လာတာပေါ့ဆူထွက်လာတာနော်